လိုအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဇင်းစောပဲဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့လေကိုရွေးရှင်းနဲ့ထမင်းတုပ်လေးတွေစားပေးပါတယ်ရှင်လုံနည်းလေးတွေကိုတော့ကျမနဲ့အတူလိုက်ကြည့်ပေးပါဦးရှင်ထမင်းတုပ်အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ခရမ်းချစ်တီကော်ဘီတခွားတီနဲ့ရှင်းနဲ့နံမဲဖြစ်ပါတယ်ရှင်အရင်ဦးဆုံးကော်ဘီကိုခပ်ပပါလီးပေးလိုက်ပါမယ်ရှင်ချက်တုံလေးတွေကိုတော့ပပါလေးလီးပေးထားပါမယ်ခရမ်းချစ်တီလေးတွေကိုတော့အနေတော်တုံးလေးတွေတုံးပေးထားလိုက်ပါမယ်ရှင်ဟိုတော့မထုမပါလေးလီးပေးထားလိုက်ပါမယ်ခွားတီကိုတော့အလှဆင်မှုရတဲ့သုံးဖို့အတွက်အနေတော်ဝိုင်းလေးတွေ ုံမွေးထားလိုက်ပါမယ်။တမန်ဒီကိုတော့နေတော်လေးတွေသုံးစိမ့်လောက်ဆေးပေးထားလိုက်ပါမယ်ရှင်။ဒါဆိုရင်တော့ထမင်းသဖို့အတွက်အစင်းလေးဖြစ်နေပါပြီရှင်။လုံးလေးကိုပေါ်ပြီးထည့်ပေးလိုက်ပါမယ်။ပြီးထားတဲ့ကျွတ်သွန်းခန်းကျင်တီချက်နဲ့လူကိုထည့်ပေးထားလိုက်ပါမယ်။ပြီးသွားရင်ပဲမုတ်တစ်စုံထည့်ပါမယ်။အချိုးမုတ်စားအနှဲငယ်ထည့်ပါမယ်။မြူတိမုတ်ကိုတော့ကိုစားနဲ့တလောက်ထည့်ပေးနိုင်ပါတယ်ရှင်။ပြာရည်တစ်စုံထည့်ပေးပါမယ်။ပြီးရင်တော့အချင်းရတာအနေနဲ့တမန်ဒီနှစ်စိတ်ကိုညှစ်ပေးထားလိုက်ပါမယ်ရှင်။မြုပ်စည်းတစ်စုံထည့်ပေးရပါမယ်ရှင်။ပြီးသွားရင်တော့အားလုံးကိုအရသာနှက်ဆောင်အောင်နေပေးလိုက်ပါမယ်ရှင်။ င်။အဲ့ဒါနေတော့ဖြစ်သွားပြီဆိုရင်တော့အိမ်မှာလွယ်တကူလှူစားလို့ရတယ်။ထမင်းတို့တို့ဝယ်ရပါပြီရှင်။စစ်စစ်ရဲ့ဗီဒီယိုဖိုင်ကိုကြည့်နေတဲ့ဆိုရင်တော့ like and follow နဲ့ share ပေးတော့လို့ရပါတယ်ရှင်။အားလုံးနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ရှင်။အားလုံးပဲ goodbye